မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြားဖြန့်အားပေးသည့်နိုင်ငံဆိုင်ရာထုတ်ပြန်မှုဥပဒေမူကြမ်းအမေရိကန်အထက်လွှတ်တော်အတည်ပြုတဲ့ဆွေးနွေးတဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကြားဖြန့်လုပ်ငန်းအားပေးနေသည့်နိုင်ငံတွေဆိုင်ရာကိုအမေရိကန်အစိုးရကထုတ်ပြန်ဖို့တိုက်တွန်းတဲ့ဥပဒေကြမ်းကိုအမေရိကန်အထက်လွှတ်တော်ကအတည်ပြုလိုက်ပါတယ်ရပိုင်တွင်မှကြားဖြန့်ရေးရဥပဒေကြမ်းနှစ်ခုကိုလွှတ်တော်နှစ်ရက်ကအတည်ပြုခဲ့ပြီးအကြံဖတ်စစ်ကောင်စီအတွက်ထွက်ပေါက်ပိတ်ဆိတ်မဲ့အချက်တွေပါဝင်နေပါတယ် ကြားဖြတ်လုပ်ငန်းအားပေးနေတဲ့နိုင်ငံတွေစည်ရင်းကိုအမေရိကန်အစိုးရကထုတ်ပြန်ဖို့တိုက်တွန်းထားတဲ့အချက်ပါဝင်တဲ့ကြားဖြတ်စက္ကန့်များအတွက်တာဝန်ခံမှုရှိစေရင်းစူပေါင်းလှုပ်ရှားမှုအဥပဒေမူကြမ်းကိုဒီဇင်ဘာ၈ရက်ကအမေရိကန်အထက်လွှတ်တော်စီးနိတ်မှာကန့်ကွက်သူများရှိအတည်ပြုလိုက်တာပါဒီဇင်ဘာ၃ရက်တုန်းကလည်းနိုင်ငံခြားငွေလိမ်ခိုင်းများဖြိုခွင်းရင်း အဥပဒေကိုအမေရိကန်အောက်လွှတ်တော်နိုင်ငံသားရေးကော်မတီကအတည်ပြုထားပြီးမကြခင်မှာအောက်လွှတ်တော်တရက်လုံးကအတည်ပြုသွားဖို့ရှိနေပါတယ်။ကြားဖြတ်နေနေရေးနဲ့ပတ်သက်ပြီးအမေရိကန်အစိုးရလွှတ်တော်နဲ့အတ္တိကပါတီနှစ်ခုစလုံးကသဘောထားတိုက်ဆိုင်နေတဲ့အတွက်မကြခင်မှာဒီဥပဒေတွေအတည်ပြုအသက်ဝင်လာနိုင်တယ်လို့လေလာသူတွေကမှတ်ချက်ပေးပါတယ်။ Law and Justice မြန်မာလှုပ်ရှားမှုအဖွဲ့မှဂျင်းရွှေကကြားဖြတ်လုပ်ငန်းကိုလက်ခံအားပေးနေတဲ့နိုင်ငံများဆိုပြီးစာရင်းလုပ်ရမယ်ဆိုတာအဲ့ဒါကစကားစကိုတရားဝင်မှုတော်တော်ထိခိုက်စေတယ်လို့ကျွန်တော်တို့ယူဆတယ်ဗျာ။ နိုင်ငံเจ้าဝင်လိန်ကိုင်းမြားဖြုတ်ခွင့်ရေးအဥပဒေပေါ်အဲ့ဒါကကြတော့ United States Secret Service တို့ဘာတို့ကိုတုံးပြီးတော့ငွေရေးကြေးရေးဘတ်လိုက်စုံစမ်းပြီးတော့အရေးယူပိတ်ဆို့မယ်ငွေရေးကြေးရေးသူတို့ဘတ်အကောင့်တွေကိုသိမ်းမယ်ဘာညာအဲ့ဒီဘက်ကထိရောက်တယ်နှစ်ဘက်စလုံးပေါင်းလိုက်လို့ရှိရင်ဒီကထုံးစံကတော့အောက်လွတ်တော်မှဥပဒေတစ်ခုတင်တယ်အထက်လွတ်တော်မှဥပဒေတစ်ခုတင်တယ်ခက်စစ်စစ်ပဲအဲ့ဒါနှစ်ခုစလုံးကိုသူတို့ပေါင်းလိုက်ပြီးတော့တကယ်တမ်းကျတော့ဥပဒေတစ်ခုပဲထွက်လာမှာအဲ့ဒါတွေကိုလည်းနည်းနည်းသူတို့ထပ်ပြီးတော့ပိုကောင်းအောင်ပြင်ဆင်ထားတယ်ပြောတယ် ပြင်ဆင်ချက်တွေတော့ကျွန်တော်တို့မတွေ့သေးဘူးလို့ပြောပါရယ်။ကြားဖြန့်စခန်းများအတွက်တာဝန်ခံမှုရှိစေရင်းနဲ့စူပေါင်းလှုပ်ရှားမှုအဥပဒေဟာကြားဖြန့်လုပ်ငန်းတွေကိုလက်ခံအားပေးနေတဲ့နိုင်ငံတွေကိုစည်ရင်းပြုစုကြီးညာဖို့အ धिक တိုက်တွန်းထားတဲ့အတွက်အကြံဖက်စစ်ကောင်စီကတရားဝင်အစိုးရအဖြစ်နိုင်ငံတကာကအတိအမှတ်ပြုခံရဖို့ကြိုးစားနေတာတွေအပေါ်တက်ရောက်မှုကြီးမားလာနိုင်ပါရယ်။နိုင်ငံချောင်းငွေလိမ်ကိုင်းများဖြိုခွင်းရေးအဥပဒေမှာတော့ကြားဖြန့်လုပ်ငန်းနဲ့ဆက်ဆက်နေတဲ့အကြံဖက်စစ်ကောင်ဆောင်တွေ နေကြာဆောင်တက်ခေါင်းဆောင်တွေနဲ့ခရိုနီလုပ်ငန်းရှင်တွေရဲ့ပိုင်ဆိုင်မှုတွေကိုရှာဖွေအရေးယူနိုင်မဲ့ပြဋ္ဌာန်းချက်တွေပါဝင်နေတာပါမြန်မာဒီမိုကရေစီမဟာမိတ်အဖွဲ့မှခင်တီတိနန္နာဆိုကမိုဘလိုက်ဇေးရှင်းဆိုတာစူပေါင်းပြီးမှကင်တွေဖြည့်ရှင်းချဖို့အတွက်အဥပဒေဖြစ်တဲ့ပေါ်နိုင်ငံခြားအမေရိကန်မဟုတ်တဲ့တခြားနိုင်ငံတွေဘယ်နိုင်ငံကပဲဖြစ်ဖြစ်ဒီလိုကိစ္စတွေကိုလက်ခံပြီးတော့အားပေးနေတာတွေရှိမယ်ပူပေါင်းကျူးလွန်နေတာတွေရှိမယ်ဆိုရင်သူတို့တွေကဖော်ထုတ်ရမယ်ဖော်ထုတ်ပြီးရင်အဲ့ဒီတိုင်းပြည်တွေကိုတစိမ့်ကက်လိုက်မှာပေါ့နော် ဒီလိုလက်ခံအားပေးနေတဲ့တိုင်းပြည်ဆိုတဲ့တစိုက်ကိုစေအုပ်စုအနေနဲ့အကက်ခံလိုက်ရပြီဆိုရင်သူတို့ဟာတန်တမန်ရေးအခုချင်းကပ်နေတဲ့လော်ဘီကိစ္စတွေစီယုံရေးကိစ္စတွေစသဖြင့်ပေါ့နော်ဒါတွေဟာသူတို့အတွက်တကားတွေလုံးဝပိတ်သွားပြီလို့ပြောပါတယ်အမေရိကန်အစိုးရကအွန်လိုင်းဝင်လေလုပ်ငန်းကြားဖြတ်တိုက်ဖြတ်ရေးအထူးအပွဲ Scan Center Strike ဖို့ကိုဖွဲ့စည်းကြောင်းနိုဝင်ဘာ12ရက်မှာကြေညာခဲ့ပြီးနောက်ကြားဖြတ်လုပ်ငန်းအများစုတရှိရာထိုင်းမြန်မာနယ်စပ်မှာမြင်သာတဲ့အရေးယူမှုတွေရှိခဲ့ပါတယ် အကြံဖက်စစ်ကောင်စီနဲ့နေကြာဆောင်တက်တွေကကြားဖြတ်လုပ်ငန်းတွေကိုဟန်ဆောင်အရေးယူတာလုပ်ငန်းသုံးပစ္စည်းတွေကိုဖျက်ဆီးပြတာတွေပြုလုပ်ခဲ့ပေမဲ့အမေရိကန်လွှတ်တော်နဲ့အစိုးရဘက်ကကြားဖြတ်လုပ်ငန်းတွေကိုထိတိယောက်ယောက်အရေးယူနိုင်ရည်အတွက်လုပ်ငန်းတွေဆက်လက်ဆောင်ရွက်နေတာဖြစ်ပါတယ်ဆက်လက်ပြီးမြောက်ဦးစေးရုံဘုံကျဲလူအစုလိုက်တက်တဲ့စစ်တပ်လုပ်ရက်ကြီးမားတဲ့စစ်ရဇဝဲမှုဆိုတာကဘာကြီးသိစေခြင်းဟု NUG ပြောတရားမျှတမှုရရှိဖို့အတွက်ထိရောက်တဲ့လောက်ကိုင်ဆောင်ရွက်မှုတွေကိုကမ္ဘာနိုင်ငံတွေအနေနဲ့ဆောင်ရွက်ကြဖို့အလေးအနက်တိုက်တွန်းလိုပါတယ်လို့ ်ဦးနေဖုံးလက်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အာနာသိန်းစစ်ကောင်စီကမနေ့ဒီဇင်ဘာ၁၀ရက်မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာလူခွေရင်းမှာကြီးပဲကြရှိရှိနေရခိုင်ပြည်နယ်မြောက်ဦးစစ်ရုံကိုလေကြောင်းကနေပုံကျဲကလူအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့တာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောကြားပြီးစစ်ကောင်စီရဲ့လှုပ်ရက်တွေကိုကဘာကြီးသိမြင်ကထိရောက်တဲ့အရေးယူမှုလှုပ်ဆောင်ဖို့တိုက်တွန်းလိုက်ပါတယ်။ စစ်ကောင်စီဟာမနေ့ကည9နာရီကျော်မှာအရက်ကတက်တော်အေအေသိမ့်ပိုက်ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့ကစေယုံကိုဖျက်အားပြင်းပေါင်900ပုံအသုံးပြုတိုက်ခိုက်ခဲ့လို့လာသားအရွယ်ကလေးငယ်တွေအပါအဝင်33ဦးသေဆုံးက86ဦးထဏ်ရာရရှိခဲ့ပါတယ်ဒီစေယုံစေကန်းတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာဟာ Geneva Convention သဘောတူညီချက်တွေအရာရောအပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေတွေအရာရောအင်မတန်ကြီးမားတဲ့စစ်ရာဇဝတ်မှုဖြစ်တယ်လို့ဦးနေဖုံးလက်ကပြောပါတယ် စစ်ကောင်စီဟာအပြပြဆိုင်ရာလူခွင့်ရည်နှစ်မှာရည်ရွယ်ချက်ရှိရှိနဲ့အများပြည်သူစေးတက်ရောက်ကူးသနေတဲ့စေးရုံကိုရည်ရွယ်ချက်ရှိရှိနဲ့ပြစ်ခတ်တိုက်ခိုက်တာဖြစ်တယ်လို့လည်းပြောပါတယ်။ဒီလိုလုပ်ရက်ဟာအင်မတန်မှဆိုးရွားတဲ့လုပ်ရက်ဖြစ်တယ်။ကြီးမားတဲ့စစ်ရာဇဝတ်မှုဖြစ်တယ်ဆိုတာကိုကမ္ဘာကြီးကသိစေချင်ပါတယ်။ဒီလုပ်ရက်တွေကိုရည်ရွယ်ချက်ရှိရှိကျူးလွန်နေတဲ့အကြမ်းဖက်စစ်တပ်ကိုအပြင်းထန်ရှုံချရုံသာမကပဲဒီစစ်တပ်ကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေအထိ ထိရောက်တဲ့တရားမျှတမှုရရှိဖို့အတွက်ထိရောက်တဲ့လောက်ကိုင်ဆောင်ရွက်မှုတွေကိုကမ္ဘာနိုင်ငံတွေအနေနဲ့ဆောင်ရွက်ကြဖို့အလေးအနက်တိုက်တွန်းလိုပါတယ်လို့ဦးနေဖုံးလကပြောပါတယ်။စစ်ကောင်စီကအယက်သားပြစ်မှတ်တွေနဲ့စာတင်ကြောင်းစေယုံစေကန်းတွေကိုတိုက်ခိုက်ခဲ့တာတွေနဲ့ပတ်သက်ပြီး NUG လူခွင့်ရေးဝင်ကြီးဌာနကလည်းဒီဇင်ဘာလဆက်မှထုတ်ပြန်ခဲ့ရာ2025နိုဝင်ဘာ30ရက်နေ့အထိအချက်အလက်တွေအရအာနာသိမ့်ပြီးနောက်စစ်ကောင်စီကနိုင်ငံတော်ဝန်ကိုလေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း4200ပြုလုပ်ခဲ့ရာကလေးငယ်တွေအပါအဝင် ပြည်သူ၄၄၈၀တည်ဆုံးခဲ့ပါတယ်။စစ်တပ်ကရက်ခိုင်အပဝဲနိုင်ငံတော်ဝန်လေးချောင်းပုံကျဲတာတွေဆက်လုပ်နေလို့ပြည်သူတည်ဆုံးမှုဆက်လက်မြင့်တက်လျက်ရှိပါတယ်။လေးချောင်းတိုက်ခိုက်မှုကြောင့်စာတင်ချောင်း၄၁၀ချောင်းစည်းရုံးစည်းကမ်း139ခုနဲ့ဘာသာရေးအဆောက်အုံ622ခုပြည့်စည်ဆုံးရှုံးခဲ့ရကြောင်းအသိပေးထားပါတယ်။လရှိမှာစစ်ကောင်စီဟာစစ်အာဏာရှင်စနစ်ဆက်လက်ရှင်သန်နိုင်ရေးစစ်ရာဇဝတ်ကောင်များကျူးလွန်ခဲ့ကျူးလွန်လျက်ရှိကြတဲ့စစ်ရာဇဝတ်မှုတွေအတွက်ပြစ်ဒဏ်ခင်းလွတ်ခွင့်ရရှိနေရတဲ့အတွက်ရည်ရွယ်ပြီး အတူရောက်ရွေးကောက်ပွဲကျင်းပနိုင်ဖို့ကြိုးပမ်းနေကြောင်းဦးနေဖုံးလက်ကဒီကနေ့ပြုလုပ်တဲ့ပြည်သူတွေနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားမှုအစီအစဉ်မှာထည့်သွင်းပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးအကြံဖတ်စစ်အုပ်စုဖိုးချုပ်ဟောင်းမျိုးသိမ့်ရဲ့တူဘိုးကြီးမိုးဝင်းထော့မိုင်းဆွဲခံရပြီးတေဆုံးတဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စစ်ဘိုလ်ချုပ်ဟောင်းမျိုးသိန်းကသူ့ရဲ့တူဖြစ်သူမိုင်းဆွဲခံရပြီးတေဆုံးခဲ့တယ်လို့လူမှုကွန်ရက်မှာမနေ့ကဒီဇင်ဘာ၁၀ရက်ကအသိပေးပါရယ်စစ်တကတူအပတ်စဉ်၂၂ စင်ဘူချုပ်မျိုးသိန်းကလက်ရှိအာနာသိန်းစစ်တပ်ရဲ့ကာကွယ်ရေးဝန်ကြီးဘူချုပ်ကြီးမမောင်အီနဲ့အရတားအစိုးရလက်ထက်ကဖြည်တဲ့ရေးဝန်ကြီးဖြစ်ခဲ့တဲ့ဒုတိယဘူချုပ်ကြီးကျော်ဆွေနဲ့တပတ်စင်တဲ့စင်ဖြစ်တယ်လို့စစ်ဘူချုပ်ဟောင်းကဆိုပါတယ်ဘူချုပ်ဟောင်းမျိုးသိန်းကပြီးခဲ့တဲ့အပတ်ကဒုတိယဆွဲမိုင်းမိပြီးကြာသွားတယ်သူပိုလောင်းတက်ကလေးကစူးစားဖို့မှာခဲ့တယ်ခွင့်ပြန်လာတော့သူ့ကိုစာမိတယ်တက်စုမှာပါတဲ့လက်နက်တွေရဲ့စွမ်းဘက်ကတွေမတိတာတွေ့တော့စစ်တိုက်မဲ့သူဟာဒါရီကိုအလွတ်ရနိုင်ရမယ်လို့ပြောခဲ့တယ်အရာရှိပြစ်လို့တခါတွေ့တော့မင်းငါးစာတွေဖတ်သေးရဲ့လားဆိုတော့ ဖတ်ဖြစ်ပါတယ်လို့ဖြေတယ်ဒါဆိုရင်ကျမတကောင်ဥမဥဘလို့ကြည့်မလဲဆိုတာမဖြေနိုင်ဘူးဒါနဲ့သူ့ကိုပြောလိုက်တယ်မင်းငါလို့ဖြစ်ချင်ရင်ငါစာရီဖတ်ပါလို့ရေးသားထားပါတယ်ဒါပြင်လမ်းအတိုင်းသွားလို့ယူဟာမှုအပါ၄ဦးကျသွားတဲ့အကြောင်းလုံချုံရိတ်ချပြီးလမ်းအတိုင်းသွားခိုင်းတဲ့အခါကြဲကြဲသွားလို့ဆွဲမိုင်းမိပေမဲ့လုခဲ့တဲ့အကြောင်းဆွဲမိုင်းနဲ့စောင့်နေတဲ့တော်တိုးပါလမ်းချောင်းပြောင်းပါလို့ပြောနေတဲ့ကြားကမလိုက်နာလို့ကြဆုံတံရရရီမြပြီးမွှေးနိုင်တော့လို့နောက်ကတက်ကူလိုက်ပြီးဆွဲထုတ်ရတဲ့အကြောင်းယူဟာမှုက ဒိုးတက်နဲ့လိုက်တဲ့အခါမိုင်းမထီအောင်ခြိတက်ဖို့ကိုသဘောကျလို့ခြိကျူးတဲ့အကြောင်းစသဖြင့်စုံနေအောင်ပါပဲလို့သူကဆိုပါတယ်။လက်ရှိအခြေအနေကရှေးချနေဦးမှာဖြစ်တဲ့အကြောင်းနဲ့ဂယုစိုက်ကြဖို့အပင်ပန်းခံကြဖို့နဲ့ဘိုးချုပ်ဟောင်းကဆိုပါတယ်။မိုင်းတီပီတေဆုံးသွားသူကစစ်ဖို့မိုးဝင်းထွက်ဖြစ်ပြီး2023ခုနှစ်ကပြုံးလွင်စစ်တပ်ကတော့ကနေကြောင်းဆင်းခဲ့တာလို့စုံစမ်းသိရှိရပါတယ်။စီဘိုမိုးဝင်းထွက်တည်ခဲ့တဲ့နေရာနဲ့ပတ်သက်လို့ဘိုးချုံဟောင်းမိုးမြင့်က အာရမတလို့အတူောက်တာရေးသားထားပါတယ် လက်တလောထိုင်းမြန်မာနယ်စပ်က KNU KNL နဲ့ပူးပေါင်းတပ်တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့တနင်္သာရီတိုင်းမောတော်မြို့ကိုစစ်တပ်ကတံပြန်ထိုးစစ်ဆင်နေပါတယ်။မောတော်မြို့ကိုနိုဝင်ဘာ14ရက်ကတော်လှန်ရေးအင်အားစုတွေကတိမ့်ပိုက်ခဲ့တာဖြစ်ပါတယ်။ဘူချုံဟောင်းမြို့တိမ့်ကစစ်တပ်ကတို့ចောင်းသားဟောင်းတွေတီထောင်ထားတဲ့ Cherry Gate Foundation မှဥက္ကဋ္ဌဖြစ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။